ာတခုရှိတယ်ဒီဝိဇ္ဇုံကိုဘာလို့ဝတ်ထားတာလဲဒီဝိဇ္ဇုံကိုဘာလို့ဝတ်ထားတာလဲနိုင်ငံဥပဒေစစ်မှုထမ်းဥပဒေထမ်းရမှာပဲစစ်မှုထမ်းဥပဒေမှာဒီစစ်မှုထမ်းဥပဒေမှာမလို့ချင်မထမ်းချင်ဘူးဆိုလို့ရှိရင်မြန်မာနိုင်ငံကခံယူမနေနဲ့မြန်မာနိုင်ငံမှာနေမနေနဲ့မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွင်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်။ပြောရရင်မင်္ဂလာပါဗျ။ ဒီနေ့26ရက်ဒေါ်လာပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျမျိုးများလုံးကိုတောင်းချင်တာကတော့ဦးစင်းကဒီရက်ထဲမှာတခါလေ2ရက်ကြား3ရက်ကြားလောက်ပဲဒါတရင်လေးတွေကိုကျေသူများကိုခြားပြခြင်းဖြစ်ပါတယ်ဗျာနော်ဒါစစ်မှုရန်ဟောင်းနဲ့ပတ်သက်ပြီးမှအုတ်ကြီးတွေမဲ့မတမာမှုတွေဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးလဲ ဟိုတလောကဥစဉ်ပြောခဲ့တယ်ဗောနော်မအောင်ပြီမပြောတဲ့အတွက်ကြောင့်လဲအဲ့မှာဒီကောလုံးမသဘာတွေရောကောလုံးသူရောကောလုံးခေါ်ပြီးမှဆစ်ဆေးတယ်လို့ဥစဉ်တို့ကြားတိရပါတယ်ဗျဥစဉ်တို့ဖြစ်ချင်တာလဲဒါပါပဲဒီလိုမဲကိစ္စကြီးမှာတကယ်လို့မဲတရင်နေပြတဲ့ဘာသာခေါ်ဆစ်ဆေးတာဒါမှန်ကန်ဆုံးပါပဲခေါ်ယူတရီပြတာမဟုတ်ဖက်နဲ့ဆစ်ဆေးမယ်ဟုတ်ခဲ့ထိရောက်သွားရေးယူမယ်လို့လဲဥစဉ်တို့ကြားခဲ့ရပါတယ်ဗျအဲ့ကြားရပါတယ်နော်တရင်နဲ့အစင်ဆက်မပြစ်ပေါ့နော် အဲ့တော့ဦးဇင်းတို့အစမှုတန်းအောင်နဲ့ပတ်တယ်ဦးဇင်းတို့ကမမငငလုံးကိုမမငငမဲဦးဇင်းတို့ကလူတိုင်းလူတိုင်းကတချို့ကစစ်မှုထမ်းအောင်မထမ်းခြင်းလို့လည်းမဟုတ်ပါဘူးထမ်းခြင်းတဲ့တွေလည်းရှိတယ်အဲ့တော့အုပ်ကြီးတွေရဲ့ဒီလိုတမာမှုတွေကများနေတယ်နော်အဲ့စစ်မှုထမ်းအောင်နဲ့ခင်ဗျားတို့ပတ်တယ်လို့ချင်းကြည့်လိုက်ရက်ွက်တွေထဲမှာတချို့ကမဲဖို့နေဆိုရယ်မဲကိုကိုကိုယ်နဲ့နှိုက်ခိုင်းလိုက်တော့ဇလန်းကပြည့်တယ်ဗျာနော်ရက်ွက်တွေကလူတရားကဘဘဘဲဝမဲနဲ့လဲဆိုတော့ ဟိုအုတ်ကြီးတွေကစီစဉ်နေအုတ်ကြီးတွေကနှိုက်တယ်ဆိုမှကန်ကြီးကုန်းတို့လို့ဆိုလို့ရှိရင်ကန်ကြီးကုန်းမှာဆိုလို့ရှိရင်တဘွားကြတယ်မဲနှိုက်တဲ့အခါမှာအကုန်လုံးခေါ်လိုက်တယ်ရုပ်လာမြူလာနှိုက်ကြဆိုကိုကိုနှိုက်ခိုင်းလိုက်တယ်ပောက်တဲ့သူလက်ရလိုက်ရမှာပဲလေဗျာဟုတ်လားလက်ရမှာပဲနိုင်ငံဥပဒေစစ်မှုထမ်းဥပဒေထမ်းရမှာပဲစစ်မှုထမ်းဥပဒေမှာဒီစစ်မှုထမ်းဥပဒေမှာမလို့ချင်မထမ်းချင်ဘူးဆိုလို့ရှိရင်မြန်မာနိုင်ငံသားခံယူမနေနဲ့မြန်မာနိုင်ငံမှာနေမနေနဲ့အကုန်လုံးပြောင်းပြီးသူများနိုင်ငံသား ခံယူပေါ့ဗျာသူများနိုင်ငံသားလည်းခင်ဗျားတို့လက်ခံမှာမဟုတ်ဘူးဟိုအလေကြီးခွင့်ကျယ်နဲ့ပြောပြောနေတယ်ဟုတ်လားအမေရိကန်လိုနိုင်ငံမျိုးမှာတော့မှခုပြန်လို့မယ်တဲ့နော်အမေရိကန်မှာနေမှာ USA မှာနေပြီးမှာဟုတ်လားဟိုတောင်အောင်မြောက်အောင်နဲ့တောင်သွောမြောက်ပြောနေဘာဖြစ်တယ်ညာဖြစ်တယ်လူခွေဒီမိုကရေစီတဲ့ဟုတ်ပြီအဲ့တော့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာကိုယ်နိုင်ငံတဲ့ဘယ်သူမှဦးဆောင်မပေးဘူးကိုယ်နိုင်ငံလူနိုင်ငံသားတဲ့ဘယ်နိုင်ငံသားမှမချစ်နိုင် အမေရိကန်အမေရိကန်ဘောနော်ဒေါနာဒရန့်တကယ်ကိုဒါသူကမြို့ချစ်ပုဂ္ဂိုလ်ကြီးပါနော်တကယ်ကိုဒီလူကဒီလူရဲ့စိတ်ဓာတ်ပိုင်းလေးစားစရာကောင်းတယ်ဘောနော်တကယ်ဒါမြို့ချစ်ပုဂ္ဂိုလ်ပဲနော် အလေးလေဥစ္စာပြောချင်တာကတကြောင်ပတ္တသာရင်နဲ့ပတ်သက်ပြီးလေဦးဇင်းတို့ပြောကြတာပတ္တသာရင်နဲ့ပတ်သက်ပြီးဦးဇင်းတို့မန္တလေးမှာဆိုလို့ရှိတယ်ခါတလေပတ္တသာတိုင်းကိုတော့မဆိုလို့တချို့ပတ္တသာတချို့ပြည်သူစစ်တွေက တမ်းမတော်ကြီးကိုချစ်မြန်လို့ပြုစုစစ်လုပ်နေရမို့အကျွေးတောင်းရင်ခွင်းရင်းလေးရမလားလို့အလုံးလုံးရင်ခွင်းရင်းလေးရမလားလို့ဆိုတဲ့ကောင်ကလည်းများတယ်ဗျညာနာမပြောနိုင်ဘူးမနေ့ကဒီရက်ကွက်ထဲမှာဒူလိုချင်းချင်းချင်းနေဖြစ်ကြအောင်ကြတဲ့နဲ့ဖောက်ပါဖောက်ဖောက်ပြီးမှကားယူလာတယ်ကားကို350နဲ့ဆိုလာအပေါင်ခံတယ်ပေါ့ဗျာအကိုနေမျိုးကျော်ဖွဲတဲ့ရှမ်းလေးလို့ပြောတာပဲနော်ပြောတာပဲ ကိုနေမျိုးကျော်ကနေမှာတဲ့နန်းလွဲ့နဲ့ကိုထည့်ခိုင်းလိုက်တယ်တဲ့ကားကိုတဲ့ကားကိုနန်းလွဲ့နဲ့ကိုထည့်ခိုင်းလိုက်တယ်ကိုနေမျိုးကျော်ဆိုလဲဥစဉ်တကားရဲ့မှာဥစဉ်ရဲ့ပစ္စည်းလေးပါကိုလူတန်းနေတဲ့တကားပါပဲနန်းလွဲ့နဲ့အဲ့ဒီကားနဲ့ဘာဆိုင်လို့ပို့ရဲစခတ်ပို့ရမှာလေဟုတ်ကဲ့ကန်ရှင်းရရွေးဖို့ကဲကန်ရှင်းရဟုတ်ဘီတူတူလူကားကိုငှားပါတယ်ငှားပြီးဖြစ်ပဲရွေးရရွေးအောင်လို့ပြောတော့တူတူကနန်းလွဲ့နဲ့တောင်မှပောက်ကူတော်လူကူတော်မျိုးတော်မှနန်းလွဲ့နဲ့လာပြီးကင်ပေါက်တွေ့တာအဲညာနဲ့ပြည်သူလာဆိုဘယ်တော့အနိုင်ကျင့်မလဲတို့တွေ အဲ့အဲ့လူတွေခြေထန်းထွက်ဘူးလားတခေါက်မှဒီခြေထန်းမထွက်ဘူးလူကတလူဝါကြတာပြည်သူလားဆိုဘလောက်အနိုင်ကျင့်မလဲလို့ဦးစင်ကတွေးမိလိုက်တယ်ကဲပြည်သူလားဆိုဘလောက်အနိုင်ကျင့်မလဲဦးစင်တို့ကျေစုလည်းမကင်းပါဘူးအောင်မင်းလည်းမဖြစ်တဲ့ကိစ္စဦးစင်တို့ကယ်ခဲ့ရတယ်အများကြီးဘယ်နိုင်ပဲနန်းတွင်းနေတယ်နန်းတွင်းကဘာလဲတိုင်မှုစီတွားထားလားစတိုင်မှုစုံစတိုင်မှုစုံစီတွားထားလားဘုသူစီတွားထားလားနန်းတွင်းက ဥရိနဲ့မခင်ရဲစခန်းသွားထားရဲစခန်းသွားပို့လေတဲ့ဟောကဲကဲရှင်ရရဲကာယူခံတဲ့သူကရွေးပါမယ်ဘာညာပြောသူကနန်းတွင်းတွားထားတယ်တဲ့ရဲတနက်ကရက်ွက်ထဲဖောက်မင်းတို့ဘယ်မင်းဘယ်အမေမင်းလေရမင်းတို့ဘယ်သူကဖောက်ခိုင်းတာမင်းတို့အမေလေနေတာတနက်ကိုဖောက်ခိုင်းတာလားဒီလူလူလူဒါထိတ်တလဲပြောင်းလောက်ကြတာဒီလူလူလူကိုထိတ်တလဲပြောင်းလောက်ကြတာ ဦးဇင်းတော်ကမှန်ကန်လို့ရှင်ပြည်သူစစ်ဘက်ကကာကွယ်ပေးလိုက်ရပါလေဦးဇင်းတော်ဝင်လို့မဟုတ်လို့ကတော့ပြောရဲတယ်ဘူးပဆိုင်မင်းအားကိုဘာကောင်းဖြစ်ဖြစ်နေမင်းအားကိုကြိုက်တဲ့ကောင်ပိုက်ယူလေးစီဘယ်ကောင်ပြည်သူစစ်တဲ့ဝင်လာလဲဘသူပြည်သူစစ်တဲ့ဝင်လာလဲဘာကြောင့်ဝင်လာလဲဆိုတော့ပောက်ကူတော်တို့ကုန်တိတယ်ပောက်ကူတော်တို့ရဲ့ရှောက်တဲ့လမ်းလာရဲ့လမ်းလမ်းကိုကြည့်ခဲ့ အဲ့တော့ဘောက်ကိုတော်တို့တောင်မှနန်းတွဲနဲ့ချင်းဒီလိုပြောတာအေးမင်းတို့ကားကဘယ်မှာလဲမင်းတို့ဒီလိုဒီလိုဖြစ်တယ်ကားပိုင်ရှင်ကဒီလိုဒီလိုရွေးမယ်ပြောတယ်ဟာကားကနန်းတွဲနဲ့မှာလေနန်းတွဲကတိတ်နာလားဆိုလည်းမဟုတ်ဘူးဟုတ်တိုင်းမှုစီမှာလားဆိုလည်းမဟုတ်ဘူးဂျီတုစီမှာလေအမှန်ဂျီတုလဲကားတိတ်ပိုင်ကိုမရှိဘူးဂျီတုလဲကားယူပိုင်ကိုမရှိဘူးဥရိနဲ့မကိရဲစခန်းပို့ရမယ် ဦးဇင်းကရှင်းရှင်းပဲជីတုမကလို့ဘာအောင်ဖြစ်ဖြစ်နေအဲ့တော့အချင်းချင်းတောင်မှဒီလိုလူဘဝရဲ့၄တိုင်မျိုးထွက်လာတဲ့ဆိုရင်ကျန်တဲ့သူဆိုဘယ်တော့လူဘဝမလဲဆိုတာကိုတွေးကြည့်ရနော်အဲ့တော့ပြည်သူစစ်တွေဦးဇင်းတို့ပြောချင်တာကမှန်မှန်ကန်ကန်လုပ်ပါပြည်သူကိုနိုင်မချင်းကြပါနဲ့တနတ်ကိုဗျမ်းမလာဘူးတနတ်မင်းတို့တနတ်ပေးထားတယ်တနတ်ဆိုတာက တတိယအကျန်းဖက်ကိုလေလေးမပြီးလို့တနန်းနဲ့ချင်းချောင်းမပြီးလို့တနန်းနဲ့နိုင်ချင်းမအင်းကိုတနန်းနဲ့နိုင်ချင်းမပြီးလို့ရက်ွက်ထဲကိုမယမ်းမရာဘာကြောင့်မှမဖြစ်ဖောက်တယ်ဆိုမင်းတို့လည်းအကျန်းဖက်ပဲမင်းတို့လည်းအကျန်းဖက်အားပေးပဲအကျန်းဖက်ဝင်းရင်လူတွေပေါက်ကိုတော်တော်တတ်မှန်ပြီအခုပြောနေတဲ့စကားမင်းတို့မကျေနပ်ကြိုက်တဲ့နေရာသွားတိုင် ီချက်ဆိုလာအောင်မယ်ဆိုတော့ဥစဉ်တော့အစာအစောအကုန်လုံးပြောရလိုက်မယ်ဒီအထက်မှာလည်းဖြစ်တယ်ဥစဉ်တော့ဟုတ်တယ်ပြည်သူဟုတ်လားတရားခံဖမ်းတယ်တရားခံဖမ်းပြီးမှဟိုဘာငွေညှစ်တဲ့ပုံစံမျိုးတွေလောက်ကြတယ်လောက်တော့ဥစဉ်တိုင်နေအခုဖမ်းနေထားတာရကောင်းတယ်မနေ့ကလာတယ်ရှင်ဖရားရဲ့ဒါလေးတော့မကူညီနိုင်ဘူးမကူညီနိုင်ဘူးလို့အဲ့ဒါငါပြောတာအလုံးငါပြောဟန်းခိုင်းတာကွာလို့ မင်းတို့တရားခမ်းမှာတရားခမ်းဖမ်းလေလို့ဟိုမှာမရှိတဲ့မင်းတို့ဘာလို့ဟာဘုံမှုရောက်ဆောင်တာလဲလို့ဘာဖြစ်လို့မင်းတို့နိုင်ကျင်ညာလဲလို့တရားခမ်းအောင်တရားခမ်းတရားခမ်းရဲ့မိသားစုနဲ့ဘာဆိုင်လို့လဲလို့အပြစ်ရှိရအပြစ်ရှိရသူအေးအေးယူခံရလိုက်မယ်လို့မကူညီနိုင်ဘူးလို့ငါတို့တရားမင်းလာပြောတော့ငါမကူညီမကူညီနိုင်ဘူးကွာလို့ဒါမျိုးတွေ လောက်ထားနေနေအခွင့်အရေးယူတာများများတော့မလောက်ကြနဲ့ခြေတိုင်းကကလေးတွေကိုကိုချင်းစာတန်းကိုကိုတိုင်းလက်ခြေတန်းထွက်ကြည့်လိုက်ပေါက်ကိုယ်တော်ခြေတန်းမသွားဘူးလားပေါက်ကိုယ်တော်တနတ်မကင်တာပဲရှိတယ်မြေဦးလည်းမရရာကျော်ပေါက်ကိုယ်တော်ကိုကိုတိုင်းတွားခဲ့တဲ့နေရာအများကြီးပဲကိုယ်တိုင်းနောက်ကနေလိုက်ပြီးမှလူတန်းပဲပူပန်ဖို့ခဲ့တာရေအများကြီးပဲခိုးရင်းမို့ကြောင့်တနတ်ကင်ပြီးရှင်းမထွက်တာ ဒါလေးလည်းပြောခြင်းလို့ပါဗျာနော်ဦးစင်းတို့ကတော့မှန်နဲ့ထင်ပြောမယ်မကျင်နဲ့ကြိုက်တဲ့နေရာသွားတိုင်းဦးစင်းတို့ကအဲ့တော့ပြည်သူစိတ်တော်တော်များများဦးစင်းတို့ကလမ်းမှန်ကမ်းမှဖြစ်စေခြင်းအဲ့ကြောင့်မှန်ကန်တဲ့ပြည်သူစစ်တွေအတွက်ဦးစင်းကရှေ့ကနေမမမရတပြီကာကွယ်ပေးတယ်မမမရက်ပဲပြီးမှတိုင်စာရေးတဲ့အခါမှာတော့ဦးစင်းတို့ကလှုပ်ဆောင်ပေးတယ် မဲ့တော့ပဋိဉ္ကြီးကခရိုင်မူကပြည်သူစစ်တရားကိုထိုးတယ်ကြိတ်တယ်မူပြီးမှကြိတ်တယ်တပ်ဖက်ကနေပြောင်းလာတယ်အဲ့တိုင်စာရေးတဲ့ဦးဇင်းတို့အားပေးတယ်လို့တတ်တည်ရှိရှိလို့ဒလိုလိုရင်နောက်ဒလိုမှမတိုင်အောင်ဒလိုမှမလုပ်ဘူးဆိုနောက်ထပ်လည်းလူဝဝနေအောင်မှလူဝဝကျင်နိုင်ဝနေအောင်မှဒါမျိုးခရိုင်မူတွေမရှိမှအေးမှဥပဒေတိုင်သွားဥပဒေတိုင်လို့ဒါပဲသွားဟိုင်းနေဦးဇင်းတို့ လက်မှတ်ထိုးပေးတယ်ထိုးပေးလိုက်တယ်လက်မှတ်ရင်းနှီးဆွေးကောင်းဆောင်နဲ့လက်မှတ်လေးလိုဟောင်းနဲ့လက်မှတ်လေးထိုးပေးလိုက်ပြောတယ်ဘာဖြစ်လဲမှန်နဲ့ထင်လို့ပြောပြီးတယ်အဲ့လိုဦးဇင်းတို့ယက်တည်ပေးတယ်မဟုတ်ရင်ဘုလိုလာမှာဘိုးချုပ်တလုံးတလုံးဖြစ်နေတယ်တလုံးတလုံးခင်ဗျားအိတ်ကောင်နေလို့နေနေနေလေဘိုးချုပ်တွေဒါရင်အောက်အကာတွေမတိနိုင်ဘူးဦးဇင်းတို့ပြောမှာဘိုးချုပ်တွေလည်းတိနိုင်တယ် ။ဟိုကျုပ်တတ်နိုင်မှုတရားအနေနဲ့တတ်နိုင်ဂိုင်းလုံးအတွက်သူအလုံးလုံးပါတာ။ဒါတွေမစဉ်းစားနိုင်ဘူး။အဲ့တော့ပြည်သူစစ်တွေကသူ့လက်အောက်မှာရှိတယ်။မှားသွားလို့ရှင်သူခံရမယ်။နာမည်ပြက်မယ်။အဲ့တော့နာမည်ပြက်ဥစဉ်တို့ဂူညာဖက်တလန်းကနေသူလည်းဥပဒေတိုင်လုပ်တယ်ဒါပဲလိုရင်း။ဒါလေးပြောကြင်လို့ပါဗျာနော်အဲ့တော့မကျေနိုင်တိုက်တဲ့နေရာရှင်းလို့ရတယ်လို့ပေါ့ကောတော့ပြောကြင်ပါဗျာနော်အားလုံးလာပါပဲဗျာရဲ့ဒသေးလေးပေါ့နော်အကျန်းဖက် PDF များနဲ့ ီအေလိုပဲပြောရမလားဒီချင်းဘက်ကနေဆင်းလာတဲ့အကြံဖက်များပေါ့နော်26ရက်ဒေါ်လာပဲ2020ညတွင်အကြံဖက် PDI များမကွေးတဲ့ပေါ့ညွန်းနဲ့ဆယ်ပြည့်ကြီးရွာတွေထပ်မံရောက်ရှိတော့ထပ်မံရောက်ရှိတာလည်းပေါ့နော်အင်အား90နဲ့100ကြာဆယ်ပြည့်ကြီးရွာမှာစုစုပေါင်းအင်အား 200နဲ့အ ਨੇ စုံရေပြတိုက်နဲ့စေုံမှာလည်းအင်အား200လောက်ရှိနေပါရဲ့ရှင်ဘုရားတဲ့စစ်ဝတ်စုံစစ်သုံးဆောင်ပစ္စည်းတွေလည်းဝေပေးနေပါရဲ့ဘုရားတဲ့အထက်လူကြီးများသိရှိရန်တင်ပြပါတယ်တဲ့ဒီဦးစင်းတို့အခုတော်တော်များများနေရာတွေကိုဟူးဆိုလို့ရှိရင်စစ်ကြောင်းထိုးတဲ့စစ်ကြောင်းထိုးတဲ့တရင်ထွက်နေတယ်အဲ့တော့ဒီအကြမ်းဖက်တွေကအခုတလောဒီ26ရဲ့26ဆိုဒီနေပဲအဲ့တော့သူတို့ကဘယ်လိုလုပ်မလဲဆိုလို့ရှိရင် တော်တော်များများကိုစီကြောင်းလို့တဲ့ပုံစံမျိုးနဲ့စေယူနီဖောင်းပုံစံမျိုးနဲ့စေသူရိုးမလုပ်ပြီးမှဒီရဲဟိုပါပေါ့နော်မီးသူစီရွာတွေတချို့စခန်းတွေကိုဒါဝင်စင်စီဟိုပါအတွက်ကိုဒါလှုပ်ဆောင်နေတယ်လို့ဒါနေကန်နေရာလဲဦးစင်းတို့ဒီကိုခိုင်လုံတဲ့တပင်းတွေကိုဒါပို့ဆောင်ပေးထားပါတယ်ဗျာနော်ဒါနဲ့ပတ်သက်ပြီးဦးစင်းဟာသခိုင်းတိုင်းတိုင်းမှုကြီးကိုလည်းဦးစင်းဟာဒါပို့ထားခြင်းဖြစ်ပါတယ်ဗျာနော်မနေ့ကလည်းသခိုင်းတိုင်းမှုကြီးဒကာကြီးဦးစင်းပေးတဲ့တပင်းနဲ့ပတ်သက်ပြီးဦးစင်းကတော့ တရားကိုင်လုံးအာမခံတယ်လို့တကယ်လို့ကြုံပေးတဲ့တည်ရင်လွဲခဲ့တယ်ဆိုရင်ကြုတ်ကူတော်လားရေးကြည့်လို့ရတယ်ပေါ့ဗျာပုံစံဥစဉ်ဒီသာအဲ့လိုတိဥစဉ်ပြောခဲ့တယ်နော်ဥစဉ်တို့ဘာကြောင့်ဒီတည်နေကိုပေးရတာလဲဆိုလို့ရှိရင်ရှင်းရှင်းလေးပဲအညာဖက်ကြီးတည်စေခြင်းလို့ပေးရတဲ့တည်စေခြင်းလို့ဥစဉ်တို့ပေးတာကိုငြိမ်းချစေခြင်းလို့ပေးတာပြစ်ပြစ်ခံပြီးမှငြိမ်းချစေခြင်းလို့ပေးရပြစ်မဲ့အင်းအင်းချမ်းချမ်းနေတဲ့အပြစ်မဲ့ပြည်သူတွေ ိတ်စိတ်ခြံတာကိုယ်ကြီးကြမ်းပါခြင်းများစွာနဲ့ဥသိန်းတော်အညာဒေတာမှာဥသိန်းတော်ဒီချိန်ဆိုအညာဒေတာမှာအလူတန်းနေလို့ကြတယ်။ဓွာလေးမှာအလူတန်းနေအပြိုင်ဆိုင်တူကြတယ်။ဒီနေ့ဘာအလူတန်းမှလည်းမမြင်အောင်ဘယ်တန်းကမှလည်းမမြင်အောင်ဘယ်တားရေးနိုင်ဥမ္မာကနာယရှိရင်တော့မှဒီကြွားတာချရတာအစင်မပြေတဲ့အနေအထားတစ်ခုအညာဒိတာတွေမှာတလို့ဖြစ်နေတယ်။အဲ့ဒါတွေကပါဒီအကျန်းဖက်တွေရဲ့တောင်းကြမှုတွေကြောင့် အကျန်းဖက်တည်းရဲ့ရွာလေးကိုနှိမ့်ဆက်မှုတွေကြောင့်အခုလက်ဦးစင်းတို့ရေပြာရွာဆိုတာကသခန်းအောင်ကတော့လုံးဝမနိုင်တော့ပါဘူးရေပြာသခန်းအောင်လူကဘယ်ချိန်လိုက်တာရတယ်ဘယ်ချိန်ချာချာရတယ်မချဘူးတာပဲနဲ့ဦးစင်းရဲကြီးပြောရဲရေပြာသခန်းအောင်လုံးဝမချဘူးနော်တို့တို့မုန်းတာကဒီပုဂ္ဂိုလ်စုလိုရွာမျိုးပြည်သူစုရွာမျိုးသူတို့တွေကချိုးခွင်းကျင်တာပုဂ္ဂိုလ်စုလိုရွာမျိုးသူတို့တွေကချကျင်တာအဲ့တော့ဦးစင်းတို့ပြောကျင်တာကမနေ့ကလည်းဦးစင်းတို့ဒီချော်လုံးရဲ့နေရာရဲ့အတိတ်ကြရဲ့နေကန်ပို့ထားတယ် နေကပို့တဲ့အတိုင်းလည်းဥစဉ်တိုင်းမှုစီကိုတော့ပို့ထားပါလေเนาะတိုင်းမှုကြီးလည်းဒကိုင်းတိုင်းဒတိုင်းတော့အလုံးလောက်ရတာဆိုတော့ဥစဉ်ကတော့ဒကာကြီးကိုတော့ပြည့်မမြင်ပါဘူးဒါပဲနဲ့ခါလေဥစဉ်တို့ရရတဲ့တင်းနေပို့တယ်ဆိုတာကလည်းဒီလိုဥစဉ်တို့နေရာအတိအကျပြည့်ဆိုဒီပေးနိုင်တယ်ဆိုတာကလည်းဒီနဲ့အဲ့ဒီထဲမှာရှိတဲ့လူကကိုဥစဉ်တို့ပို့တာအဲ့ဒီထဲမှာရှိတဲ့ရွာထဲမှာရှိတဲ့လူကကိုဥစဉ်တို့သူတင်းကိုခိုင်လုံသွားပို့တာ ဘာကြောင့်ပို့တာလဲရှင်းရှင်းလေးနော်အဲ့ဒီထဲကပို့တော့ဘာကြောင့်ပို့တာလဲအဖေကရှင်းရှင်းလေးသူတို့ကမလိုလားတဲ့အတွက်ကြောင့်အဲ့ဒီ A တွေလာလို့ရှိရင် APDF တွေနဲ့ A တွေနဲ့ဒီချင်းဘက်ကကျန်းဖက်တွေသူတို့ပူးတွဲပြီဆိုရင်ရွာလူရွာတွေနှိမ့်ဆက်ခံရတယ်ရွာလူရွာသားတွေဒုက္ခရောက်တယ်ကျေးရွာတွေပြီးလောက်တယ်ကြည့်ရတယ်ဒီမှာဆက်ကြည့်ပြရတဲ့လူတွေမှာအဆင်မပြေတဲ့ကြားရတာအဲ့ဒီတန်ကိုနောက်ဆုံးမခံနိုင်လွန်းလို့တရင်ပေးကြီးဖြစ်တယ် အဲ့တော့လေတာဝန်ရှိပုဂ္ဂိုလ်များအားလုံးအနေနဲ့သိသိကျင်းပါတယ်ဗျာနော်အဲ့တော့ပြည်သူ့ဆင်ရွာလေးနဲ့ပတ်သက်ပြီးလဲဥစဉ်စီကိုတရေနေပို့ကြတယ်အများကြီးပါပဲသခိုင်းလိုက်နဲ့မှာဆိုလဲအများကြီးပဲဥစဉ်တို့တီကိုတရေနေပို့တယ်အစင်မပြေတဲ့ရွာလေးအရှင်ဖုရားကုညီဟောပါဘောနော်ဥစဉ်တို့ကလည်းအမှန်တိုင်းပြောလို့ရှိရင်ကုညီပေးခြင်းတယ်ကိုယ်ကလည်းဘာမှမဟုတ်ဥစဉ်တို့လည်းဒါတိုင်းမှုတဲ့ရာတွေကိုသခိုင်းတိုင်းမှာဆိုပြည်သူ့ဆင်အားလုံးကဥစဉ်နဲ့ဆိုင်တာပဲ ်ယုံစစ်တယ်လေဥစဉ်စီကိုပို့တယ်ဆိုတာဥစဉ်ကိုအားကိုးလို့ပို့တာယုံကြည်လို့ပို့တာအဲ့တော့ဥစဉ်ကလည်းယုံစစ်တယ်အဲ့ဒီကတောင်းဆိုတယ်ဆိုတော့အားရှိဥစဉ်ကလည်းဂါရီလို့စီကိုတောင်းဆိုနေခြင်းမဟုတ်ဘူးအမှန်တကယ်လိုအပ်တဲ့ဟာကိုတောင်းဆိုခြင်းလိုအပ်နေတဲ့ရွာတွေရဲ့ဟာကိုဖြည့်ဆည်းပေးလို့မဖြစ်နိုင်တဲ့အရာကိုတောင်းဆိုတာမဟုတ်ဖြစ်နိုင်တဲ့အရာကိုတောင်းဆိုဒဂါရီတို့မပေးနိုင်တဲ့အရာကိုတောင်းဆိုနေရမှာပေးနိုင်တဲ့အရာကိုဥစဉ်ကတောင်းဆိုနေတာ အဲ့တော့ပတ္တသပြည်သူစစ်တီရဲ့ရွာတွေရဲ့ရွာတိုင်းရွာတွေရဲ့လိုအပ်ချက်တွေကိုလည်းဒဂိုင်းတို့အနေနဲ့ပြည့်စည်ပေးပါအောင်လို့ဦးစင်းနေနဲ့မေတ္တာရခိုင်နေပါတယ်ဒဂိုင်းတိုင်းမှုကြီးအနေနဲ့ကိုကိုတိုင်းမစွားနိုင်ဘူးကိုကိုတိုင်းမပို့နိုင်ဘူးဆိုရင်လည်းဒါနေပြည်တော်တို့ကအထက်တင်ပြီးမှဒီကပြည်သူစစ်ရွာတွေမှာရိတ်ခါအမလိုအပ်နေပြီဆိုတော့အခုလက်ရှိဒီလေးတို့ကနိုင်ငံနဲ့လူလူအတွက်အလုပ်လုပ်တဲ့ဟောနော်ဒီအခုတို့ကတက်မတော်သားတွေရဲတပ်ဖွဲ့ကနေပြည်သူစစ်တွေဆိုတာ ွကြားတာမရှိဘူးတိုင်းပြည်ကိုချစ်တဲ့လူတိုင်းပြည်အတွက်လုပ်တဲ့လူတိုင်းကဘယ်ရောက်နေလဲအဲအဲ့ဒီပေါ်မှာပြင်းပန်းခြင်းတွေဆင်းရဲခြင်းတွေဒုက္ခတွေအခက်အခဲတွေဆိုတာလူတိုင်းမှာရှိအဲ့ဒီအခက်အခဲတွေကိုမကြောက်မရွံ့နဲ့တိုင်းပြည်ရဲ့နိုင်ငံအတွက်အချမ်းပဲလက်နက်ကင်တောင်းကျမ်းသူတပုံတွေဒီ PDF တွေကိုတွန်းလှန်တော်လှန်ဖို့အတွက်မင်းတို့ဒီဝိဇ္ဇုံဝင်ထားတော့အကူကဘုံလူလေအဲ့တော့အကူမေးနေတာတခုရှိတယ် ဒီဝိဇုံကိုဘာလို့ဝတ်ထားတာလဲဒိုင်းရီလို့ချော့ဒီဝိဇုံကိုဘာလို့ဝတ်ထားတာလဲဒိုင်းရီလို့ချော့ဒီဝိဇုံကိုဘာလို့ဝတ်ထားတာလဲဒိုင်းရီလို့ချော့ဟုတ်ပြီဒီဝိဇုံဝတ်ပြီးရင်ကိုကျိုးစည်းကွာရှာဖို့ဆိုတာမင်းတို့စိတ်ထဲမှာရှိလားရှိပါဘူးโอเคအဲ့တော့မင်းတို့ဒီဝိဇုံဝတ်တဲ့လူတိုင်းဟာအနေစုံတယ်ဒါပေမဲ့ရွှေထုတ်တဲ့မြတ်ဘဝဖြစ်တယ်ကိုကြရနေရမှာနိုင်ငံနဲ့တိုင်းပြည်နဲ့လူမျိုးအတွက်ညီလေးတို့ရဲ့အသက်တွေချွေးတွေတွေး ပေးဆက်နေရတာကိုညီလေးတို့ရဲ့ဒီဒါပဲနှလုံးသားထဲမှာမင်းတို့ခုမြန်မာနိုင်ငံအလံတက်ထားရကွာအခုဆိုဒီမှာလက်မောင်းမှာဒီမှာဒီလက်ပြန်မှာပိုးတာအဲ့တော့ကိုမင်းတို့ဘုံယူစေခြင်းနဲ့ကိုလှုပ်တဲ့အလုပ်ပေါ်မှာလည်းကိုဒီတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးအတွက်လှုပ်လှုပ်တယ်ဆိုတာကိုပဲမှတ်သိခြင်း ဒီဝိဇုံဝိဇုံဒီဝိဇုံတွေဝင်ပြီးတော့ကိုရိုးစည်းဝါရှာဖို့လားဟုတ်ပါဘူးဒီဝိဇုံတွေမှာတော့ဝင်လေဒါကြီးတွေတို့ပါဘေးโอเคအဲ့လိုလိုပဲဖြစ်စီချင်တာပါတော့နော်ဒါအကိုကညီလေးတို့လည်းဟိုပင်မန်းနေမှာလေးဆိုးတယ်ဒါမလည်းပဲကြာညီလေးတို့အကိုတို့အကိုတို့နိုင်ငံရဲ့တပ်တော်နေကိုဟိုအထိမ့်အဖြစ်နဲ့ညီလေးတို့ကပေါင်ရဲမှာညီလေးတို့ကအလိုဘွာမျိုးနဲ့ဖြစ်ဖြစ်အမှန်တိုင်းပြောမယ်အကိုအကိုတို့အကိုတို့တက်အောင်မြက်ပါမြက်တယ်ညီလေးတို့ဒါဒီဝိဇုံဝင်ပြီးတော့မှမလည်းပြန် တော်လိုက်ပြည့်နေဆောင်မှာဟုတ်လားဟုတ်ပါအဲ့တော့ဒီမှာမကွေးဘူးနေမျိုးကျော်တို့ဒါအကူတို့ဒါပူပေါင်းပြီးတော့ညီလေးတို့ဟိုတယောက်ကိုနှစ်တောင်းစီပေါ့နော်ဟောညီတို့ပြန်လာတဲ့အချိန်ကျလည်းဟိုကဖြစ်မှာပေါ့ဒီနေ့ဒီနော်

အခုတို့ပြောတဲ့တဲမှာကကချင်ကရကြီးရှင်ဗမာမော်ဒကန်ရှမ်းမပါဘူးဟောနော်ဒီတဲမှာလည်းအားလုံးအတူတူပဲအခုပြောချင်တာကလေနိုင်ငံနဲ့လူမျိုးတွက်တဲ့လုပ်တဲ့လူမှန်သမားတရားဝင်တယ်ဂုံရှိတယ်ပြည့်မလားယောက်ျားတွေပဲသိမပါဘူးဒါပေမဲ့မင်းတို့ကအခုတည်နေမှာပါအခုလည်းမင်းတို့နဲ့ဒီလူပဲအခုတို့နဲ့လက်တွဲပြီးလုပ်တဲ့ဟိုတချို့တချို့သောလူတွေဆိုရင်အဲ့လို နော်ဟိုနိုင်ငံတော်တို့ပြည့်စက်သွားတဲ့အရသာဘဝရင်းတွေပဲအဲ့လိုတချို့ဆိုဟာတက်ရတယ်ကွာထွေဟုတ်တွေဒါစီဒီယန်အဲ့မှာမလုံလို့ဆရာဆရာမတွေအဲ့ဒီဟိုနော်ဒီကျောင်းသူကျောင်းသားတွေဟိုနော်ဒါနိုင်ငံနဲ့တိုင်းပြည်နဲ့လူမျိုးဖြည့်ဆည်းတဲ့လူတွေရဲ့လုပ်ရည်တွေကြောင့်အဲပြည့်စက်သွားတဲ့အတပေါင်းများစွာမနေဘူးအဲ့ဒီအတပေါင်းများစွာတွေအတွက်ဒီလေးတို့ကနောင်လာမယ့်အနာဂတ်မှာ တိုင်းပြည်နဲ့နိုင်ငံလူမျိုးပေါ်မှာစစ်မှန်တဲ့ဟိုနော်စိတ်ဆေးချမ်းနဲ့ရဲရင်နဲ့အဲ လုံးဆောင်ချက်တွေနဲ့ရေလို့ကာဝင်နိုင်မလို့ရေလို့နော်အဲ့တော့ဘလို့နေနေအကိုတို့တကယ်တရားဝင်စစ်သားတယ်ဒီလိုပဲပေါ့မှာဟာရက်ကအဆိုး950နဲ့ဘလို့လို့စားလို့ရဟုတ်တယ်ဗျ950လို့မှစားလို့ရအဲ့လိုစားတယ်အကိုတို့ကဒီတရားတွေပြောလို့ရရင်ပြောမယ်ပြောလို့မရရင်ရေကော်ပွဲတွေလာတဲ့ဒီမှာတွတ်တော်တွေမှာပြောနိုင်တဲ့လူတွေတော့အကိုတို့ကပြောခိုင်းတယ်အဲ့တော့မလို့တိုင်းပြည်နဲ့နိုင်ငံလူမျိုးချစ်လို့ရှိရင်လေအထက်လူကြီးတွေကတော်တော်ကာကွယ်ပြီးဒီကြုံမှုမင်းအောင်လာရနေစာပြီးတော့မှအခုဒီပြည်သူစစ်တွေ အထီးဝန်ထမ်းလေးပေါ့နော်တကယ်နိုင်ငံတော်ပြည်သက်တဲ့ဝန်ထမ်းလေးပေါ့မှာတပ်မတော်ကဝန်ဦးစီးချုပ်အနေနဲ့လည်းပြန်ကြည့်ပေးပါလို့ပေါ့နော်ဟိုတရားဝင်အတိအမှန်ပြုပေးပါလို့အဲ့လိုမျိုးပြောနေတာသူကလာဟိုအစိုးရ850နဲ့စားလို့မရအောင်အဲ့ဒါတွေကိုမင်းတို့ကတန်းပြီးတော့တကယ်ကြီးမားတဲ့ပေါ့နော်အသက်သွေးချွေးတွေခန္ဓာကိုယ်တွေပေးဆက်ပြီးလို့မှရင်းထားရတဲ့ကိုနိုင်ငံကိုလူမျိုးတော့ရင်းတာကွာအခုဆွမ်းနာပြောတယ်လို့ပေါ့ကိုကျိုးစည်းဝါးတွေမရှာဘူးဟုတ်လားနိုင်ငံကိုချစ်လို့တိုင်းပြည်ကိုချစ်လို့ 米诺米诺布洛卡，爱做米诺姆尼的，喏 <coughs>，耶多嘛，弟弟多嘛，耶嘛啦，打呗，再拿碗嘛，对，阿哥对阿罗米米诺米诺，对阿青子嘛对，阿哥做来嘛工地啦，阿哥在青子阿娘阿姨，拿来一些呗，带来带来带带带路，对阿妈做嘞，阿哥米诺做嘞，咪嘛那个，来阿哥冷冷下嘛，做比较哩，咪嘛咪容易消的哇，阿哥那嘛多第二嘛，对个，阿哥，伊哩都那阿哥那样，所以阿我那西嘞，他都生阿西。 နော်အေးအဲ့တော့ကျတော့တိုင်းပြည်နဲ့နိုင်ငံကိုလူမျိုးကာဝယ်ပါကိုလုံနေတဲ့အလို့ကိုစေတနာပါပါလုပ်ပါတာဝန်နဲ့ဝိတ္တရားတက်ပေါ့နော်ကိုကတာဝန်ယူမှုတာဝန်ခံမှုနဲ့ငါတိုင်းပြည်ငါနိုင်ငံငါလူမျိုးတွေလုပ်တာဆိုရင်အဲ့ဒါအာရအားလုံးကဖြောင်းပြီးသွားလိမ့်မယ်ဒီတိုင်းပြည်ကဇုံဒီပါလဲရတောင်းကြောင်းသိရမလားကောင်းတဲ့လူကကောင်းတယ်ကောင်းမကောင်းတဲ့လူကခံရတဲ့အဖြစ်အပျက်တွေတော့ကြာဆုံးပါပဲအဲမင်းတို့ကတော့ တိုင်းပြည်ပြည့်စက်သွားခဲ့လို့မင်းတို့ကြဆုံးသွားခဲ့တယ်ဆိုရင်တော့မင်းတို့မုံမြက်တယ်เนาะအဲ့ဒါဘုံဘုံယူဝင်ကြွားလာနေပဲဒီလုပ်ကိုလုပ်เนาะဟုတ်ပြီလို့เนาะဟုတ်ဟုတ်